2025-2026ပညာသင်နှစ်အတွက်မေ22ရက်ကစပြီးကျောင်းအပ်နှံနိုင်ပြီဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်ပါတယ်။မေလ22ရက်ကနေဇွန်1ရက်အထိကျောင်းအပ်နှံရေးသတင်းပတ်အဖြစ်သတ်မှတ်ပြီး9နှစ်အရွယ်ကလေးတွေကိုသူငယ်ရန် KG ကိုအပ်နှံဖို့နဲ့6နှစ်အရွယ်ကလေးတွေကိုပထမရန် Grade 1ကိုအပ်နှံဖို့ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ။ဒါ့အပြင်ကျောင်းအုပ်ဆရာဆရာမတွေအားလုံးနဲ့အရာရန်အမှုရန်တွေအားလုံးသိရှိလိုက်နိုင်ရမယ့်အချက်တွေအနေနဲ့မြေတိအခကျင်းငွေမှကောက်ခံခြင်းလက်ခံခြင်းမပြုရန်၊ငွေကြေးလက်ဆောင်ပစ္စည်းတစုံတရာလက်ခံခြင်းမပြုရန်၊အတန်းတစိမ့်ကျောင်းတစိမ့်နဲ့အချားမြေတိပစ္စည်းကိုမှရောင်းချခြင်းမပြုရန်ကျောင်းသားကျောင်းသူများပိုးပေါင်းဆောင်ရွက်တဲ့ရေးကျောင်းတက်မှန်ရေးအိမ်စာများကိုနေ့စဉ်လှူဆောင်ရေးမိဘတွေနဲ့ပိုးပေါင်းဆွေးနွေးဆောင်ရွက်ပေးဖို့ ပညာသင်ကာလအတွင်းစစ်ဆေးအကဲဖြတ်ခြင်းတွေကိုညွှန်ကြားချက်တွေအတိုင်းစစ်ဆေးဖို့ကျောင်းထွက်သူလုံးဝမရှိစေရင်းနဲ့အလေတန်းအထက်တန်းအဆင့်တွေကိုအစဉ်စဉ်ဆက်လက်ပညာသင်ယူနိုင်ရေးအတွက်မိဘတွေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ငွေညစ်စေဝါတားဆီးကာကွယ်ရေးအရက်ဘီယာ e-cigarette vape secret 900မတုံးဆွဲရင်မိဘပြည်သူအလုံးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ရေအနေရဲ့ကင်းရှိရေးနဲ့ရင်စည်းကမ်းလမ်းစည်းကမ်းလိုင်းနာရေးပူးပေါင်းဆောင်ရွက်ဖို့ ကျမ်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုပုံစံများဆွေးမြဲဆောင်ရွက်တတ်ဖို့အသိပညာပေးရင်ကျောင်းသားကျောင်းသူတွေဂိမ်းဆွဲလက်မှုပပျောက်စေရင်နှာစေးချောင်းစိုးကိုပူချိန်မြင်မာပါကကျောင်းကိုမလာပဲနေဆက်ရာကျမ်းမာရေးဆေးကန်းဆေးရုံကိုတရင်ပို့ဖို့နဲ့ဆေးကုသမှုခံယူဖို့အသက်၁၂နှစ်ပြည့်ပြီးကျောင်းသားကျောင်းသူတွေကိုဗစ် -19 ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရင်သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်တယ်လို့သိရပါဗျ။ အလားတူမိဘအုပ်ထိန်းသူပြည်သူတွေကိုမြေတားရက်ခံချက်အနေနဲ့မြို့နယ်အလိုက်သတ်မှတ်နယ်မြေတွေမှာသာကြောင်းအံ့နံဖို့ငွေကြေးဒါမှမဟုတ်လက်ဆောင်ပစ္စည်းတွေကိုကျောင်းအုပ်ဆရာဆရာမတွေဝန်ထမ်းတွေကိုပေးရခြင်းမပြုဖို့ကျောင်းသားကျောင်းသူတွေပူးပေါင်းဆောင်ရွက်တဲ့ရေးကျောင်းတက်မှန်ရေးအင်ဂျာများကိုနေ့စဉ်လှုပ်ဆောင်ရေးကျောင်းအုပ်ဆရာဆရာမတွေနဲ့ပူးပေါင်းဆွေးနွေးဆောင်ရွက်ဖို့ပညာသင်ကာလအတွင်းစစ်ဆေးအကဲဖြတ်ခြင်းကိုညွှန်ကြားချက်တွေအတိုင်းစစ်ဆေးနိုင်ရေးကျောင်းထွက်သူလုံးဝမရှိစေရင်းနဲ့အလဲရန်အထက်တန်းအဆင့်တွေကိုအစင်းစင်ဆက်လက်ပညာသင်ယူနိုင်ရည် မိုးရင့်စေဝတာဆေးကာကွယ်ရေးအယက်ဘီယာ e-cigarette vape cigarette 903ဆွဲရေးရေအနေနဲ့ကင်းရှင်ရေးနဲ့ရင်စည်းကမ်းလမ်းစည်းကမ်းလိုင်းနာရေးကျန်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုပုံစံတွေဆွေးမြေးဆောင်ရွက်တက်ဖို့အသိပညာပေးရေးကျောင်းသားကျောင်းသူတွေ game ဆွဲလက်မှုပပျောက်ရေး ကျောင်းသားကျောင်းသူတွေနှာစေးချောင်းဆိုးကိုပူချိန်မြန်မာဘာကကျောင်းကိုမလာပဲနေဆက်ရကျမ်းမာရေးစေကန်စေယုံကိုသတင်းပို့ပေးဖို့နဲ့စေကူတောင်းမှုခံယူနိုင်ရေးကိုဗစ် -19 ရောဂါကောက်ွယ်တားဆီးရေးအတွက်ကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထားတဲ့စီမင်းစေကန်တွေကိုလိုင်းနာဆောင်ရွက်ဖို့နဲ့ကိုဗစ် -19 ရောဂါကောက်ွယ်ဆေးကိုတတ်မှတ်အကြိမ်ရေးပြည့်မီအောင်ထိုးနှံကြဖို့အတွက်ပူးပေါင်းဆောင်ရွက်ဖို့မိဘတွေအနေနဲ့ကျောင်းဖွင့်မျိုးရေးလုပ်ငန်းတွေအတွက်အကြံပြုဖို့စသဖြင့်ထုတ်ပြန်ထားတယ်လို့သိရပါဗျာ။